မင်္ဂလာပါရှင်။ရွှေကောင်ကနေတင်ဆက်ပေးမယ့်သတင်းကြောင်းရကတော့အာဆီယံထိပ်သီးအစည်းအဝေးသို့ဝေချုံမှုကြီးမေအောင်လိုင်းတက်ရောက်မယ်လို့မလေးရှားသတင်းဌာနတွင် ဖော်ပြတဲ့သတင်းဖြစ်ပါတယ်။မလေးရှားနိုင်ငံမှာကျင်းပမယ့်48ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးကိုနိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေဂျင်တာရေးကော်မရှင်ဥက္ကဋ္ဌဗိုလ်ချုပ်ဦးကြီးမင်းအောင်လိုင်းတက်ရောက်မှာဖြစ်တယ်လို့မလေးရှားသတင်းဌာနတခုဖြစ်တဲ့ New Straits Times ရဲ့ဖော်ပြချက်အရသိရပါတယ်။ 48ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးကိုအောက်တိုဘာ26ရက်ကနေ28ရက်ထိမလေးရှားနိုင်ငံကွာလာလမ်ပူးမြို့ရှိ Convention Center KLCC မှာကျင်းပမှာဖြစ်ပါတယ်။အခုကျင်းပမယ့်အာဆီယံထိပ်သီးအစည်းအဝေးကိုအာဆီယံသမိုင်းမှာအကြီးမားဆုံးဆွေးနွေးပွဲတစ်ခုဖြစ်လာဖို့မလေးရှားနိုင်ငံကမျှော်မှန်းဆောင်ရွက်နေတယ်လို့ဆိုပါတယ်။ဒီအစီအွေကိုယာယီသမရအပူဇုံမူကြီးမင်းအောင်လိုင်းထိုင်းဝင်ကြီးချုပ်ဘရူနိုင်းပြင်ဖိလစ်ပိုင်သမရတို့အပါအဝင် အာဆီယံကောင်ဆောင်တွေလည်းတက်ရောက်မှာဖြစ်တဲ့အပြင်အမေရိကန်သမ္မတကနေဒါဝန်ကြီးချုပ်အိန္ဒိယဝန်ကြီးချုပ်စိုက်ပရက်သမ္မတဖင်လန်ဝန်ကြီးချုပ်တို့နဲ့တခြားနိုင်ငံတွေကကောင်ဆောင်တွေလည်းတက်ရောက်မှာဖြစ်တယ်လို့သိရပါရဲ့ရှင်။